ရီယဲမှာဘုံပြောက်သွားတဲ့ဘရာဒီကျဲဝဲအန်ဒရေးဘောလုံးလုံးမင်းငါပါခင်ဗျာကျွန်တော်ကိုအဲ့မှာဝက်စ်ဘောင်းကလည်းပြန်လည်ပြီးတော့ဂျူဇူလိုက်ပါတယ်ရီယက်တို့အန်ဒရီမကစားရတာတော်လိကြနေပြီ။တရားပြဒနာမရှိပဲအန်ဒရီတယောက်ရီယက်ရန်ကုန်တိုင်းမှာတန်ကြီးတက်နေတာပါ။မေလ18ရက်မှာကစားတဲ့စီဗီလာအသင်းနဲ့လာလီဂါပွဲစဉ်ဟာရီယက်တို့အန်ဒရီနောက်ဆုံးအသုံးတော်ခံထားခဲ့တာပါ။ရီယက်မှာသာမကပဲဘရာဇီးလပ်ပြည့်အသင်းမှာပါအန်ဒရီဘုံပြောက်နေတယ်။ ရီယန်ပြလွန်ဆိုကအန်ဒရီကိုပုံမှန်နေရာမပေးနိုင်ဘူးလို့ပွင့်လင်းပြောထားတယ်။ရီယာအန်ဒရီရဲ့ငယ်အိမ်မက်ပါ YouTube ကနေရီယဲပွဲ highlight တွေကြည့်ခဲ့ဘူးလေ။အသက်ငယ်သေးမဲ့ရီယဲကျယ်ပွင့်နေကြောင်းအတော်လေးမှတ်မိခဲ့တယ်။ထူးထင်နှောင်း73 74ရာသီကခရစ်စတီယာနိုမော်ဒရစ်ဘန်ဇီမာတို့နဲ့ရီယဲအသင်းကြောင်းဆွဲနေပါလေ။အချင်းကားဆားလို့ရီယဲကျယ်စင်သူအကြောင်းကိုလေ့လာပါလေ။ Podcast ဒီစတီဖာနိုတို့လို host ရှိခဲ့ကကန်ဝင်ကြီးတွေအကြောင်းကိုလည်းမလွတ်အောင်ပြန်ပြီးတော့လေ့လာခဲ့။ YouTube ဆိုတာတင်ယူလို့သူတွေအတွက်ရဲနာမြေပုံပါပဲ။ ရီယက်ကန်တွင်နေတဲ့အကြည့်အများဆုံးစားမကဆီရိုနယ်ဒိုဆိုတာပြောစရာလိုမယ်မထင်ပါဘူး။သူရဲ့ကစားရင်ကသာမကပဲသူရဲ့မဆုံးမနစ်ဂျိုးစားအားထုတ်မှုကိုပါအတူယူခဲ့။ဆီရိုနယ်ဒိုကပါရမီထက်ဂျိုးစားအားထုတ်မှုကပိုပြီးတော့ရေးကြီးတယ်ဆိုတာတတ်သိပြခဲ့သူလို့အန်ဒရစ်ယုံကြည်တယ်။အန်ဒရစ်ရဲ့ရီယက်စားမဘွားပထမဆုံးယာတီကစိန်လန်းဆိုပြေခဲ့ပါလေ။ပြိုင်ပွဲသုံး38ပွဲထိအန်ဒရစ်ပွဲထွက်ခွင့်ရပြီးဖီနီရှ30ပွဲရော်ရီကို26ပွဲထုတ်တဲ့ကစားခွင့်ပိုပြီးတော့ရခဲ့တယ်။အန်ဒရစ်ရီယက်စားမဘွားပထမဆုံးယာတီတွင်းကို ခုနကိုရှိခဲ့ပြီးတော့ဗီနီရှားရဲ့ re-examer ဘောပထမဆုံးယာစီ twin ကိုထပ်ပို့ပြီးတော့များခဲ့တယ်။လူငယ်ဦးစားပေးဝါရနဲ့အလွန်ဆိုရောက်လာချိန်မှာအန်ဒရစ်နေရာပို့ရမယ်လို့ထင်ရပေမဲ့ဒယာနာဆိုးပူကတ်ခဲ့လို့ထင်သလိုဖြစ်မလာခဲ့ဘူး။တကောက်ကျော်တန်အောင် FIFA club ကဘလားဆင်နွဲခွင့်မရဘဲစပိန်မှာကြံရစ်ခဲ့ရတယ်။ Real အသင်းရဲ့ဆေးဖွဲ့နဲ့ Barcelona trainer ကအန်ဒရစ်အမြန်ဆုံးတက်တောင်းပြန်လည်ထူထောင်အောင်ဖြစ်လာအောင်လို့ကူညီပေးခဲ့တယ်။အန်ဒရစ်ရဲ့ recovery time မှာ Real အတွက်ကျယ်တပွင့်လင်းခဲ့ပါတယ်။အသက်22နှစ်ရွယ် Goncalo Garcia ပါ။ သူကဖီဘာကလပ်ကမဖလားမှာ၄ဂိုးသွင်းပြီးတော့ရွှေဖနက်ဆုပ်ကူးခဲ့ပြီးအမ်ဘာပေကွက်လပ်ကိုဖြေပေးခဲ့အန်ဒရီကဒီချင်းတွေကြောင့်နေရာပြောင်းမှာကြိုတွင်းပြီးလို့အမေရိကန်ထိလိုက်ပြီးတော့နီးပြအလွန်ဆိုနဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ဒါပေမဲ့ကန်တရားကအန်ဒရီကိုမျက်နှာသာမပေးဘူး။ယာတီဂျိုမိုင်အမီမာတကိုယ်တည်းလေ့ကျင့်ခန်းဆင်းနဲ့အန်ဒရီဒဏ်ရာရခဲ့ပြန်တယ်။သူတန်ကိုရီယက်ဘက်ကအသေးစိတ်မကြင်ညာခဲ့ဘူး။တချိန်တည်းမှာပဲဆိုစီဒါကိုငှားပြောင်းတော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်လာခဲ့ပါတယ်။အန်ဒရီကဒဏ်ရာရင်းနဲ့စိတ်ပြက်စရာနေရာဒီကိုပြောဆွင်စရာမင်္ဂလာပွဲကျင်းပပြီးတော့အေးဖြော်ပြစ်လိုက် ကြီးရသူမီရန်တာနဲ့မင်္ဂလာဆောင်ပြီးဂျပန်နိုင်ငံဟန်နီမွန်းထွက်ခဲ့ပါလေ။အဲဒီဟန်နီမွန်းခီးကိုအန်ဒရီယာဘာစလင်ထရိနာလေးလိုက်ခဲ့ပြီးတော့ဒဏ်ရာမြန်ဆုံးတတ်တောင်လို့ကူညီပေးခဲ့တယ်။အန်ဒရီဘက်ပြောစရာသတင်းတစ်ခုကရောက်လာပါသေးတယ်။ဒီစတီဖာနိုရော်နယ်ဒိုဘန်စီမာတို့ဝစ်စင်မှုတွေရီယယ်ဂျောနံပါတ်6ကိုဆက်ခံခွင့်ရတာပါ။အဲဒီဂျောနံပါတ်ကိုအန်ဒရီကဂွန်ဆာလိုကာစီယာနဲ့အပြန်ရွေးချယ်ခံခဲ့ရတယ်။ဂျောနံပါတ်6အတွက်ဂွန်ဆာလိုကာစီယာကိုအန်ဒရီအသာရပေမဲ့ပွဲထွက်ခွင့်အတွက်တော့အသာမရခဲ့ဘူး။အလွန်ဆိုကအန်ဒရီရဲ့ဒဏ်ရာအခြေအနေတိုးတက်မှုကိုအားရပေမဲ့ ဂွန်ဇာလိုကာစီယာကအဆုံးသတ်ပိုကောင်းပြီးတော့နေရာလို့ရှာဖွေနိုင်တယ်။တကူကောင်းမဆန်ဘူးလို့ယူဆနေပါတယ်။အန်ဒရစ်ကစက်တင်ဘာ20မှာကစားတဲ့အက်စပန်ယောအသင်းနဲ့ပွဲလူစင်းထဲမှာပါပြီးမဲ့အရန်ကုန်ပဲထိုင်ခဲ့ရတယ်။အန်ဒရစ်ရဲ့အေဂျင့်တီယာဂိုဖရီတက်စ်ကဂျေစီတီထောင်ထားတဲ့ Raw Nation ဖြော်ပြကုမ္ပဏီကပါသူကသိမ့်မကြခင်မှာ Real Madrid အန်ဒရစ်အစွမ်းပြနိုင်မယ်လို့ယုံကြည်နေပါတယ်။အန်ဒရစ်က Real Madrid 148မိနစ်ကစားပြီးတော့89သွင်းနိုင်လို့တပွဲပြန်ပြ3.9ခွန်လေးဂိုးနှုံးရှိခဲ့တာလေးစားစရာစွမ်းအင်ဆိုပြီးတော့တီယာဂိုဖရီတက်စ်ပြောပါတယ် ။အန်ဒရီကရီရဲ့ရွှေမင်းသားလေးဘွားကနေရန်ကုန်မှာတန်ကြီးတက်လို့နေပါတယ်။သူရဆေမီနာရှင်တူလိုအပ်နေပြီဆိုပြီးတော့ကြံပေးသူတွေလည်းရှိခဲ့တယ်။ဒါပေမဲ့အန်ဒရီကသူရဆေမီနာရှင်မလိုအပ်ဘူး။ဘုရားကိုပဲတိုင်တယ်တယ်ဆိုပြီးတော့တုံ့ပြန်လိုက်လို့ပွဲဆူမှုတွေ။အဲဒီတော့ဘရာဇီးတားရှင်ရစ်ချာလီစင်ကဆေမီနာရှင်နဲ့ဆုံတွေ့ပြီးကုသခံရတာပါ။ဒါတော့လေဘရာဇီးပြည်သားတချို့ရဲ့အမုန်းကိုအန်ဒရစ်ခံခဲ့ရတယ်။လူမကွယ်မှာသူမိမမီရန်ဒါနဲ့ကျူတာတွေရှော့ဖို့လဲအန်ဒရစ်အကြံပေးခံရတယ်။ပြည်သားတော်များများကအန်ဒရစ်ကိုဆိုရှယ်မှာအပြောလွန်ကျူးတတ်သူလို့မြင်ကြပေမဲ့ သူနာကတိုင်ဝမ်ရောအန်ဒရစ်ကလူမှုကွန်ရက်ကိုအလွန်ကျူးဆွဲလန်းနေသူမဟုတ်ဘူးဆိုပြီးတော့ကာကွယ်ပြောဆိုထားတယ်။အန်ဒရစ်ရအခုချိန်ဟာခက်ခဲလွန်ပါလိမ့်။ဒါမဲ့ဘဝနာဘူးသူအန်ဒရစ်ရစားစရာမရှိလို့ဒိတ်လွန်တဲ့ပေါင်မုတ်တွေစားဘူးတဲ့အန်ဒရစ်ရလွတ်မြောက်လန်းဟာရောက်လာအောင်မှာပါ။